မင်းသားနဲ့သတိဒီဝါဒနာလူငယ်ချင်းများမင်္ဂလာပါဗျကျွန်တော်ရဲ့ငယ်ချင်းဒီ24ချိန်မှာနှစ်ထိတ်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 ဆိုတော့ကလင်နာလေကျော်လုံးမှာ 24ချိန်မှာနှစ်ထိပ်လို့ကြာတာ၄ gap ပဲရှိပါတယ်ဒီ၄ gap ကနေပြီးတော့ကျွန်တော်မွေးကနန်းတစ်ကွက်ကို တင်ပြပေးပါမယ်ဟုတ်ကြိုက်နေတဲ့ရင်လေอยู่သုံးပါเนาะဟုတ်မနက်တငယ်ချင်းနေ24ချိန်မှာနှစ်ထိပ်လို့ကြာတယ်မူကနေမွေးကနန်းတစ်ကွက်ကျွန်တော်တို့ကြည်အောင်ပေါ့เนาะဒီနှစ်ထိပ်ကြာတယ်နှစ်ထဲမှာ နှစ်ထိတ်ကြခဲ့တဲ့နေထဲမှာပရိတ်လေးပရိတ်ချပရိတ်သုံးဒီသုံးနှစ်ထိတ်ကြတဲ့နေထဲမှာပရိတ်ရှိပရိတ်ကွန်ပရိတ်ရှိဒီသုံးနှစ်ထိတ်ကြတဲ့နေထဲမှာပရိတ်ရှိပရိတ်ကွန်ပရိတ်ရှိဒီသုံးနှစ်ထိတ်ကြတဲ့နေထဲမှာပရိတ်ကွန်ပရိတ်လေးပရိတ်နှစ်ဒီသုံးဆိုပြီးတော့ဒီလေးကစလုံးကိုအညီနဲ့ရိုက်ခဲ့ပါတယ်နော် ဲ့ဒီကနေပြီးတော့အဲ့ဒီသုံးရိုက်တဲ့ထရာမှာရှီပေါင်းရှင်းနဲ့ရှီပေါင်းခွန်တီ9ရှီပေါင်း6နဲ့ရှီပေါင်း7တီလေး9လေးရှီပေါင်း4နဲ့ရှီပေါင်း9တီ3 5လေး3ရှီပေါင်း7နဲ့ရှီပေါင်း4တီ2 5လေး3 2ပေါ့နော်အဲ့ဒီ5လေး3 2ကိုပရိတ်တိပရိတ်ရှိပရိတ်6တီ9ပရိတ်နဲ့ပရိတ်3ပရိတ်9တီလေး9လေးပရိတ်ရှိပရိတ်ရှိပရိတ်ခွန်တီ 3543ပြိတ်1ပြိတ်2ပြိတ်ခွန်တီ2 543နှစ်အဲ့ဒီ543နှစ်ဒီကိုကျွန်တော်တို့ကမွေးကနန်းရိုက်มาပါเนาะဒီပြိတ်3ခုပေါင်း3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 လို့ဖြစ်တဲ့ထရားနေပြီးတော့မှရှေ့ပေါင်းရှင်းနဲ့ရှေ့ပေါင်းခွန်တီ9ရှေ့ပေါင်း6နဲ့ရှေ့ပေါင်း8တီ4 5 4 ရှေးပေါင်း၄နဲ့ရှေးပေါင်း၉ဒီ၃၅၄ရှေးပေါင်း၈နဲ့ရှေးပေါင်း၄ဒီ၅၅၄၃လို့သူခင်းခဲ့တာအဲ့ဒီ၅၄၃နှစ်ကိုပြိတ်၃ခုရဲ့ပေါင်းလန်၅ပြိတ်၃ခုရဲ့ပေါင်းလန်၄ပြိတ်၃ခုရဲ့ပေါင်းလန်၃ပြိတ်၃ခုရဲ့ပေါင်းလန်၅၄၃နှစ်လို့ခင်းခဲ့တာအဲ့ဒီ၅၄၃နှစ်ကိုကျွန်တော်တို့ကမွေးကနန်းရိုက်မှာပေါ့နော်ပရိရှိနဲ့ပရိခွန်ဒီ9လို့ရိုက်တဲ့အချိန်မှာ ပရိလေး၈ပိတ်၆ပိတ်လေး၈၆ဒီ၈အဲ့ဒီ၈ပြီးပရိ၈လို့ဇောင်းတဲ့ရိုက်တာငါပြီးတော့၄ပေါ့နော်ရှင်းပေါင်း၆နဲ့ရှင်းပေါင်း၈ဒီ၄လို့ရိုက်တဲ့အချိန်မှာပရိ၈၁ပိတ်၃ပိတ်၈၁၃ဒီကိုအဲ့ဒီကိုပရိ၉လို့တဲ့ရိုက်တာငါ၄ပြီးတော့၃ပေါ့နော်ရှင်းပေါင်း၄နဲ့ရှင်းပေါင်း၉ဒီ၃လို့ရိုက်တဲ့အချိန်မှာလေပရိ၈၃ပိတ်၉ပိတ်၈၃၉ဒီ၃ညအဲ့ဒီ၃ညဒီပရိ၃ညလို့ဇောင်းတဲ့ရိုက်တာ ငါးလေးသုံးပြီးတော့နှစ်ပေါ့နော်ရှစ်ပေါင်းရှစ်နဲ့ရှစ်ပေါင်းလေးပြီးနှစ်အဲ့လိုရိုက်တဲ့ချိန်မှာလည်းပဲဘရိတ်ခွန်6ပိတ်7ပိတ်ခွန်6 7ဒီအဲ့ဒီတက်ကိုဘရိတ်တက်ဆိုပြီးဇောင်းမှာတက်ရိုက်လိုက်တာအဲ့ဆိုတော့6 9 3 7ဆိုတာဖြစ်လာတာပေါ့နော်အဲ့6 9 3 7လို့ရိုက်ပြီးတော့ရှစ်ပေါင်းရှစ်နဲ့ရှစ်ပေါင်းခွန်ဒီ9ကိုဗရိတ်ရှစ်နဲ့ဗရိတ်ခွန်ဒီ9ဆိုပြီးထပ်ရိုက်တာ ရှေးပေါင်းဆောင်နဲ့ရှေးပေါင်းရှိသည်လေးလို့ရိုက်တယ်ပရိတ်ကိုနဲ့ပရိတ်ငါသည်လေးလို့ပြန်ရိုက်တာရှေးပေါင်းလေးနဲ့ရှေးပေါင်းကိုသည်၃ကိုလည်းပရိတ်၃ညာနဲ့ပရိတ်၃သည်၃လို့ပြန်ရိုက်တာရှေးပေါင်းရှိနဲ့ရှေးပေါင်းလေးသည်၂ကိုလည်းပဲပရိတ်၁နဲ့ပရိတ်၁သည်၂လို့ပဲပြန်ရိုက်တာ၅၄၃နှစ်ပေါ့နော်အဲ့ဒီ၅၄၃နှစ်ကိုကျွန်တော်ကကဏ္ဍထဲမှာကပရိတ်၅နဲ့ပတ်သက်လို့မွေးကဏ္ဍတစ်ခွက် ပဂိတ်၄နဲ့ပတ်သက်လို့မွေးကနန်းတကွက်ပဂိတ်၃နဲ့ပတ်သက်လို့မွေးကနန်းတကွက်ပဂိတ်၂နဲ့ပတ်သက်လို့မွေးကနန်းတကွက်ပေါ့နော်အဲ့ဒီကျွန်တော်ရိုက်ပြခဲ့တဲ့ပရိင်း၅၄၃နှစ်ကိုပရိင်း၅နဲ့ပတ်သက်လို့ကနန်းတကွက်ပရိင်း၃နဲ့ပတ်သက်လို့ကနန်းတကွက်ပရိင်း၄နဲ့ပတ်သက်လို့ကနန်းတကွက်ပရိင်း၃နဲ့ပတ်သက်လို့ကနန်းတကွက်ပရိင်း၂နဲ့ပတ်သက်လို့ကနန်းတကွက်ကိုကျွန်တော်တို့ကရိုက်ပြမှာနော်ရိုက်ပြတဲ့ချိန်မှာသူဒီနှစ် ဒီနှစ်ထိတ်ဆိုတဲ့နှစ်ထဲမှာပေါ့နော်နှစ်ထိတ်ဆိုတဲ့နှစ်ထဲမှာဒီ၃ခါ၃ခါနဲ့ကနန်းကိုရိုက်တဲ့အခါမှာပရိတ်လေးနဲ့ရိုက်တာအဲ့ဒီပရိတ်လေးကိုကျွန်တော်တို့က၄ဘူးနဲ့ရိုက်ချင်တာနော်၃ခါပြီးတော့၄ခါဒီနှစ်ထိတ်ကြတဲ့နှစ်ထဲမှာ၄ခါဆိုတဲ့ကနန်းတစ်ခွက်ကပရိတ်လေးပြီးတော့ပရိတ်၃နဲ့ရိုက်ခဲ့တာအဲ့ဒီ၃ကို၃ဘူးလို့ရိုက်ချင်တာနော်၄၃ နှစ်ထိတ်လို့ကြားတဲ့နှစ်ထဲမှာ၃ခါ၄ခါပြီးတော့၅ခါလို့ကနန်းတကွက်သည်ပရိတ်လေးပရိတ်သုံးပြီးတော့ပရိတ်နှစ်နဲ့ရိုက်ခဲ့တာအဲ့ဒီကောင်ကနှစ်ပူးလို့ယူနေတာ၄၃နှစ်ပေါ့နော်၃ခါ၄ခါ၅ခါပြီးတော့နှစ်ထိတ်လို့ကြားတဲ့နှစ်ထဲမှာ၆ခါလို့ရိုက်ခဲ့တဲ့ကောင်ပြီးနော်ပရိတ်လေးပရိတ်သုံးပရိတ်နှစ်ပြီးတော့ပရိတ်တစ်နဲ့ရိုက်တာအဲ့ဒီပရိတ်တစ်ကိုကျွန်တော်တို့ကတစ်ပူးနဲ့ယူနေတာနော် ဒီ3ခါဒီ4ခါဒီ5ခါဒီ6ခါအဲ့3 4 5 6တွေဒီ3 4 5 6ရဲ့ပါဝါလန်ပြိတ်ရှိပြိတ်ကိုပြိတ်3ညပြိတ်1ဆိုတာလည်းရိုက်သွားပြီ3 4 5 6ကိုရိုက်တဲ့ချိန်မှာ3 4 5 6ကိုခါရိုက်တဲ့ချိန်မှာပြိတ်4ပြိတ်3ပြိတ်1ပြိတ်1နဲ့ရိုက်ခဲ့တာ 4321လို့ရိုက်ခဲ့တာအဲ့ဒီ4321ကိုခုနက5431ကိုရိုက်ဖို့အတွက်ကဒီ၄သည်၄ဘူးနဲ့ပြိတ်9 4 4ခွန်ဒီ3သည်3ဘူးနဲ့ပြိတ်9ပြီးတော့ပြိတ်4ပေါ့နော်338อ่าบ่เนาะทีนี้ที่2ปูเนี่ยปริ่ง5ปริ่ง4ပြီးတော့ปริ่ง3ပေါ့เนาะปริ่ง3 2ปูเนี่ยปริ่ง3 နှစ်ဆိုတော့ကျွန်တော်တို့ဒီရဲ့ဗရိတ်လေးဗရိတ်သုံးဗရိတ်နှစ်ဗရိတ်တစ်တစ်ပူးဗရိတ်ငါဗရိတ်လေးဗရိတ်သုံးဆိုဗရိတ်နှစ်ဆိုတော့ကျွန်တော်တို့ကတစ်ပူးကိုဗရိတ်နှစ်ဖြစ်အောင်တစ်30အာပေါ့နော်ဒီတစ်30အာကိုဒီမှာနော်နှစ်ထိတ်လို့ကြရတယ်သူ့ရဲ့နောင်နဲ့မှာဗရိတ်ငါးနဲ့ပတ်သက်လို့လေးလေးခွန်အာသည်ဒီမှာကြရတယ်နော်လေးလေးခွန်လေးလေးခွန်ပြီးတော့338နော်၄ဘူးနဲ့ ိန်ငါသုံးဘူးနဲ့ပရိန်လေးဒီနှစ်ထက်ရဲ့နောက်နဲ့သူ့ရဲ့338အာဒီဒီမှာကြရတယ်နော်လေးဘူးသုံးပြီးတော့နှစ်ဘူးပရိန်ငါပရိန်လေးဆိုတော့ပရိန်သုံးနှစ်ဘူးကိုပရိန်သုံးနဲ့နှစ်နှစ်ကိုပေါ့နော်ဒီနှစ်ထက်ရဲ့နောက်နဲ့မှာနှစ်နှစ်ကိုအာဒီဒီမှာကြရတယ်နော်အဲ့ဆိုလေးဘူးသုံးဘူးနှစ်ဘူးပြီးတော့တစ်ဘူးပရိန်ငါပရိန်လေးပရိန်သုံးပရိန်နှစ်ဆိုတော့တစ်ဘူးကိုပရိန်နှစ်ဖြစ်အောင် ျွန်တော်တို့သုံးညကပ်ပြီး130အာပေါ့နော်အဲ့ဆိုကျွန်တော်တို့ကလေးဘူးကိုခွန်နဲ့ကတ်တယ်နော်သုံးဘူးကိုရှစ်နဲ့ကတ်တယ်ခွန်ရှစ်နှစ်ဘူးကိုကိုးနဲ့ကတ်တယ်ခွန်ရှစ်ကိုးတစ်ဘူးကိုသုံးညနဲ့ကတ်တယ်ခွန်ရှစ်ကိုးသုံးညအဲ့ဒီခွန်ရှစ်ကိုးသုံးညသည်ပရိတ်သုံးခုရဲ့ပေါင်းလန်9ပရိတ်သုံးခုရဲ့ပေါင်းလန်4ပရိတ်သုံးခုရဲ့ပေါင်းလန်3ပရိတ်သုံးခုရဲ့ပေါင်းလန်2လို့ရိုက်ခဲတဲ့ချိန်မှာအဲ့ဒီခွန်ရှစ်ကိုးသုံးညကလည်းသူကခင်းခဲ့တာ ဒီတိထိတ်နဲ့ရှေပေါင်း6ဒီခွန်းဒီ3ထိတ်နဲ့ရှေပေါင်း5ဒီ8ခွန်း8ဒီ4ထိတ်နဲ့ရှေပေါင်း5ဒီ9ခွန်း8 9เนาะဒီ8ထိတ်နဲ့ရှေပေါင်း2ဒီ3ညခွန်း8 9 3ညတိတိခွန်တိတိ5ဒီခွန်း3.4ဒီ8ခွန်8 4.4ဒီ9ခွန်8 9 6.66ဒီ3ညခွန်8 9 3ညအဲ့ဒီခွန်8 9 3ညကိုကတ်လိုက်တာ ခွန်နဲ့ကတ်လိုက်တယ်၊ရှစ်နဲ့ကတ်လိုက်တယ်၊ကိုးနဲ့ကတ်လိုက်တယ်၊သုံးညနဲ့ကတ်လိုက်တယ်၊ခွန်ရှစ်ကိုးသုံးညနော်။လေးဘူးကိုခွန်၊သုံးဘူးကိုရှစ်၊နှစ်ဘူးကိုကိုး၊တစ်ဘူးကိုသုံးညအဘူးကနန်းဒီလေးဘူးဟမ်လေးဘူး၊သုံးဘူး၊နှစ်ဘူး၊တစ်ဘူး၊လေးသုံးနှစ်တဲ့ကိုကျွန်တော်တို့ခွန်ရှစ်ကိုးသုံးညနဲ့အလိုက်တိုက်ခေါ့ပါ။ပရိတ်၅ပရိတ်၄ ပရိသုံးပရိနှစ်ဆိုပြီးဖြစ်လာတာငါးလေးသုံးနှစ်ဆိုပြီးဖြစ်လာတာအဲဆိုကျွန်တော်တို့ရဲ့မူကနန်းဒီ130အာပေါ့နော်ဒီမှာ၄ချိန်မှကြံပါတော့တယ်နော်ဒီ၄ချိန်မှာ130အာကိုမွေးပါဒီမှာကျွန်တော်တို့ကဒီချိန်မှာပရိစနစ်ကိုအောမှာဆိုတော့ကျွန်တော်တို့ရဲ့ organ မှာ130အာပါပါတယ်နော်ဟုတ်ကျွန်တော်မင်းတတ်တာပါ